အားသာဝါနာရှင်ညီကိုမောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမက်လ22ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်း၄ဘုတ်ကိုကျွန်တော်တို့ကကြည့်လိုက်ရအောင် ပထမဆုံးသတင်းကိုတော့ဂျာမနီခြေဆိုင်ဘေးသတင်းဌာနကဖော်ပြထားတဲ့နီကိုရှာလော့တာဘတ်ဆိုတဲ့ခန်းစစ်ကစားမတဦးနဲ့ပဲမိတ်ဆက်ပေးကြပါတယ်။အာဆင်နယ်နဲ့ခန်းစစ်ကစားမတွေသတင်းမထွက်တာနဲ့နဲ့ကြာပြီလို့တော့ပြောလို့ရတယ်။တိုက်စစ်တောင်မန်တွေကွင်းလေတွေတိုက်စစ်မှုတွေနဲ့ပဲသတင်းတွေတောက်လျှောက်ထွက်နေကြတာ။ဘာကြောင့်အခုနောက်ပိုင်းမှာခန်းစစ်ကစားမတွေသတင်းထွက်လာဆိုတော့အသင်းရဲ့ရှီရင်ဆွဲအဓိကကစားမတွေကအခြားအသင်းတွေနဲ့သတင်းထွက်တာရှိသလိုအသင်းရဲ့အရန်ကစားမတွေဖြစ်တဲ့ဒီ KVO စင်ချန်ကိုတီယာနေဒါတွေကလည်းညွေရသေးကြရင် တူမြတ်စုပါဝင်ပေါ့လေအသင်းနဲ့လမ်းခွဲသွားဖို့များတဲ့အခါမှာအသင်းရဲ့စင်တာဘက်အတွက်ဘက်ကအနေနဲ့အရန်သဘောမျိုးဒီကစားသမားကိုစောင့်ကြည့်လာတာပါအဲဆိုစင်တာဘက်ပလေယာကြီးလက်လို့ရရင်အစားထိုးခေါ်ယူဖို့အတွက်ဂျာမန်ဘွန်ဒလီကာကလတ်ဒေါ်မွန်အသင်းရဲ့နောက်ခံကစားသမားနီကိုရှာလော့တာဘက်ကိုအာဆင်နယ်ကຫນွေအဝယ်ပြတ်မှတ်စီးရင်ထဲမှာထည့်သွင်းထားပါတယ်ဆိုလိုချင်တာကတော့ຫນွေရာသီဝယ်မဲ့စီးရင်ထဲမှာဈေးဝယ်ချင်းအောင်ထဲမှာ ထည့်မှတ်ထားရဆိုတဲ့သဘောပြောလေအဲ့ဆိုတော့ဒီကစားသမားကတော့လက်ရှိဒေါ်မွန်အသင်းပွဲစဉ်ကြီးကြီးတဲ့ကျွန်တော်ညီကိုဆိုသိလိုက်မယ်သူနဲ့ဒီအမေရိကန်တွေကဂျူရယ်ထိုင်ပြီးတော့တောက်လျှောက်ဒေါ်မွန်အသင်းပွဲစဉ်တော်တော်များများကိုဖြုတ်လာခဲ့တာဗောလေဒါပေမဲ့အရင် strong ဖြစ်တဲ့ player လားဆိုတော့ data အချက်လက်တွေကြီးတဲ့အခါမှာတော့ကျွန်တော်သိမကြိုက်ဘူးအဲ့ဒါဘာလဲဆိုတော့ဒေါ်မွန်အသင်းရဲ့ DRT ဂျာမန်ဘွန်ဒလီဂါ26ခုပွဲကံပြီးတဲ့အချိန်မှာဒေါ်မွန်က42ဂိုးထိပေးထားရတယ်။ Twin Go က45ဂိုးအဲ့လို့ဆိုတော့သူနဲ့ American နဲ့ ဂျူးရဲထိုင်ပြီးဖြတ်ထားတဲ့ခန်းစစ်ကအဲ့လောက်တောင်ဂိုးတွေပေးရလာဆိုလိုချင်းကစော်ထားတဲ့ပွဲရဲ့နှစ်စာနီးပါးကိုဂိုးပေးထားရတယ်ပြီးတော့အဲ့ဒီ26ဝင်မှာသူ့အနေနဲ့22ပွဲဝင်စော်ထားတယ်အဲ့တော့သူ ਨੇ ခြေရလက်ရမကင်းဘူးလို့ပြောလို့ရပါလေသူ့ပြစ်မကင်းဘူးပွဲအများစုသူဝင်စော်ထားခဲ့တာ rating ကတော့6.0ရှိတယ်အဲ့တော့ဒီကစားမောက်အာဆင်နယ်ကိုခေါ်ခြင်းရဲ့အဓိကရွယ်ချက်ကတော့အရန်အတွက်လို့ကျွန်တော်ထင်တယ်သူကတော့အသက်25နှစ်ပဲရှိသေးတဲ့ဂျာမနီလက်ရွေးစင်ဂျာမနီအတွက်ဆိုရင်တော့18ပွဲကစားပြီးသွားပြီ စာချုပ်ကတော့2029ခုနှစ်ဒီရောစာချုပ်သက်တမ်းရှိတယ် transport market မှာ UO တန်း40တန်းကြီးရှိရကစားသမားကျွန်တော်ဘာကြောင့် transport market တန်းကြီးထည့်ပြောလဲဆိုတော့အဲ့ဒီဈေးနဲ့နှီးဆက်တဲ့အပြောင်းရွှေ့တွေပဲဖြစ်နိုင်တဲ့အတွက်ဒါပေမဲ့ဒေါ်မွန်သင်းရဲ့ကစားသမားတူကိုတောင်းဝင်မယ်ဆိုရင်တော့သူတို့က ဈေးကွက်မှာစားဖားကြီးတွေဖြစ်တဲ့အတွက်သူတို့ဆီကကစားသမားကိုလိုအပ်ထပ်ပို့ပြီးဈေးတင်ရောင်းလို့ရှိတယ်။အာဆီနယ်ကလည်းအရန်အတွက်ခွန်မဲ့ကစားသမားတူကိုအဲ့လောက်ငွေသုံးပါမလား။ဒါကျွန်တော်တို့စောင့်ကြည့်သွားမှာပေါ့လေ။25နှစ်ရဲ့ဂျာမနီလက်ရွေးစီရတော့ဒီယာတီ36ပွဲပြိုင်ပွဲစုံမှာအပြည့်ပွဲထွက်ထားတယ်။၃လုံးဖန်တီးထားပြီးတော့အဝါကက်6ကြိမ်ထိထားတယ်။အနီကက်2ကြိမ် ကျဉ်းကျဉ်းနဲ့နဲ့ဆော့တဲ့ကစားသမားတိုက်ထဲမှာပါတယ်အဲ့တော့ဆိုဒီကစားဒီကစားသမားကိုဝယ်ပြီးွားလို့ရှိရင်တော့နောက်ကနေပြီးတော့ live ပြီးရှင်းရမယ်ဒန်ကြီးတွေအရမနေ့လောက်ဘူးလို့ထင်တယ်ပေါ့လေတော်တော့တပတ်ကို euro 6000ရနေတယ်တစ်နှစ်ကို euro 4.8တန်းအဲ့တော့ဒီကစားသမားကိုအာတီတာတို့ခေါ်ရခြင်းကအရန်အတွက်လုံလောက်တဲ့အချက်လက်တွေပဲဒီကစားသမားကပြောင်းရွှေ့ကြီးတတ်တာမယ်လောက်ခရစာတတ်တာမယ်ဂျာမနီလက်ရွေးစင်ဖြစ်တယ်ပြီးတော့လက်ရှိရှေးရွေးဆာလီဘာဂေဗီယယ်ရဲ့နောက်ကနေပြီးတော့အရန်အဖြစ်ကောင်းကောင်းလေး ်ထောက်ကူပေးနိုင်မယ့်အချက်ဒီချက်လေးကြောင့်ဒီဇာမောက်ခေါ်ချင်တာပေါ့လေ25နှစ်သားလည်းဖြစ်တဲ့အတွက်အာရီတာတို့ကဒီဇာမောက်ပြစ်ပတ်ထားနေပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Daily Mail ဖော်ပြထားပါလေ။ဒါကတော့ Martin Zuimeri နဲ့ပတ်သက်တဲ့သတင်း။ဟိုတလောလုံးကတော့ David Ornstein က Martin Zuimeri Arsenal နဲ့ ကိစ္စတွေကပြီးစီးတလောက်ဖြစ်သွားပြီးအာဆင်နယ်ကိုနွေရာသီမှာရောက်ဖို့အတွက် finance stat တချို့နည်းနည်းလေးပဲကျန်တော့ဆိုပြီးပြောခဲ့တယ်။ဒါပေမဲ့လက်ရှိချိန်မှာ Daily Mail ရဲ့ဖော်ပြထားချက်ရတော့ဒါ Real Madrid ကစပိန်ပြည်တွင်းမှာဆက်ပြီးကစားဝင်ရမယ့်အခွင့်အရေးတစ်ခုအနေနဲ့သူတို့ရဲ့ကလပ်သင်းမှာကစားဝင်ရပြီးတော့စပိန်မှာပဲဆက်နေခွင့်ရမယ့်အနေထားတစ်ရက်နဲ့မန်နီဇူမန်ဒီကိုဆွဲဆောင်နေတယ်ပါပဲဆိုလိုချင်တာကတော့စပိန်မှာပျော်တဲ့ကစားသမားတယောက်ကိုစပိန်မှာဆက်ရှိမဲ့ထိပ်တန်းကလပ်အသင်းအသင်းမှာကစားမလားဆိုတဲ့မလုံးမျိုးနဲ့ဆွဲဆောင်နေတာတစ်ဖက်မှာလည်း ဒီ daily me ရဲ့ပေါ်ပြထားချက်ရဲ့ Ancelotti ကကွင်းလက်ကစားမှာဖြစ်ရမယ်ဆိုရင် Spain ကစားသမားပဲဦးစားပေးဖြစ်ကျင်တာဖြစ်တဲ့အတွက် Martin Zubimendi ကိုသဘောကျနေတယ်။ဆိုလိုချင်တာကသူတို့က Arsenal နဲ့ဘယ်လောက်ပဲသဘောတူညီလှုပ်ထပ်လှုပ်ထားကစားသမားရဲ့စိတ်ကို စီယုံပြီးတော့ဖြတ်လုခေါ်ဖို့အတွက်ပြင်ဆင်ထားတယ်ဗောလေဒါပေမဲ့ကျွန်တော်ကမစိုးရိမ်ဘာလို့လဲဆိုတော့ကစားသမားတယောက်မန်တယ်ဘလောက်ပဲအတိမ်ဆောင်ရှိပါတယ်ပြောပြောအိုက်တာနဲ့ဆူမတီကြားအချင်းကိုကျွန်တော်မသိနိုင်ဘူးပြီးတော့နာမည်ကျော်သတင်းထောက်ဒေးဗစ်အွန်စတိန်ကိုတိုင်ကပီစီတလောက်ဖြစ်နေပြီဆိုတဲ့အတွက်နွေရာသီမှာကစားသမားကျင်းနေရောက်မှာရီရဲ့ဖြတ်လုကိုမကောက်လို့ဘလောက်ကြီးပဲမမောလောက်ဖွေရကန်လန်းကိုပေးပေးအဲ့ဆိုတော့ မာတင်ဆူမန်ရဲ့ပတ်သက်ပြီးကျွန်တော်စိုးရိမ်တာတစ်ချက်ကစပိန်မှာဆက်ပြီးနေကျင်တဲ့ဆန္ဒလေးတစ်ခုကလွှင့်ကျန်တဲ့ငွေကြေးပိုင်းပြောင်းရွှေ့ကြေးအပိုင်းနဲ့ဒီအာဆင်နယ်ကိုပြောင်းလာကျင်တဲ့စိတ်ဆန္ဒပိုင်းမှာတော့ကျွန်တော်မစိုးရိမ်ဘူးပေါ့လေအဲပြီးတော့မှလီဗာပူးနဲ့မနစ်ကရာသီတုန်းကလိုမျိုးအလုံးပီးစီကန်ဒီတော့မှပဲစပိန်မှာဆက်နေမယ်ဆိုတာမျိုးလေဒါဖြစ်သွားမှစိုးရိမ်ရတယ်ပေါ့26နှစ်ရတောင်ရှိတာခဲ့ဖြစ်တဲ့စပိန်သားကတော့ຫນွေမှာထွက်ခွာဖို့တော့ယတိပြတ်ဆုံးဖြတ်ထားလို့ကြာတိရပြီးတော့ဒီရာသီ38ပွဲပါ35ပွဲပွဲထွက်ထားတယ်နှစ်ကိုသိမ်းပြီးတလုံးဖိန်ထားပါတယ်အဲဆိုတော့ လက်ရှိတချို့ report တွေရဆိုရင်တော့ Real Madrid ကသူတို့စီမှာ Spain ကစားသမား9ဦးပဲရှိရဲ့အတွက်နောက်ထပ်အဝယ်စင်းမှာ Spain ကစားသမားတွေဦးစားပေးရှာဖွေနေလို့လည်းကြားသိရတယ်။ဒါဒီဘက်ကအင်္ဂလိပ်ဘက်ကအသုံးနှုန်းဦးတွေရပြောမယ်ဆိုရင်တော့ home ground player ပေါ့လေ။ Roger Real Madrid မှာ home ground player 9ဦးပဲရှိတယ်။အဲ့လို့ဆိုတော့ Arsenal က Real Madrid တို့က Martin Zubimendi နဲ့ပတ်သက်ပြီးတော့စာချုပ်ဖြစ်တဲ့ပေါင်50တန်းအတွက်ပေးချေဖို့ အခက်ခဲမရှိဘူးအဓိကကစားသမားရဲ့ကိုယ်စိတ်နှလုံးသုံးပါးလုံးသိမ့်ပိုက်နိုင်တဲ့အသင်းကပဲဒီစားမောင်ပိုင်ဆိုင်သွားပါပါကျွန်တော်တို့မာရီဇူမန်ဒီကိုရောက်စေချင်ပါတယ်ကာလာရှိချာမက်ခရတဲ့အိမ်မက်ဖြစ်တဲ့အတွက်ပါဒီတည်င်းနဲ့ပဲကပ်ပြီးဖော်ပြပေးချင်တာကရူမာတပုတ်ထွက်နေပါတယ်အဲ့ဒါကတော့စပိန်သတင်းစာဌာန feature ကပဲဖော်ပြထားဖြစ်ပြီးတော့ဘရူနိုကွီမာရီနဲ့ပတ်သက်ပြီးအာဆင်နယ်ကပေါင်း58သန်းနဲ့ကမ်းလှမ်းမှုလုပ်ထားတယ်တဲ့အဲ့ဒီသတင်းကယုံရတဲ့သတင်းတော့မဟုတ် ။ဘာကြောင့်လဲဆိုတော့အပြောင်းရွှေ့ဈေးကမဟုတ်တဲ့အပြင်ဟိုမှာ feature ဆိုတာလည်း rumor တွေအများများတာဖြစ်တဲ့အတွက်ဒီသတင်းကတော့ call ဟာလာလို့ပဲကျွန်တော်ထင်တယ်။တီးတန့်တပုတ်ဖြစ်မှာပေါ်ပြတော့ဘူး။အခုကတော့ Martinezumedi သတင်းနဲ့ပေါ်ပြဖြစ်တဲ့အတွက်အရင်တုန်းကထွက်ခဲ့တယ်လို့ပေါ့လေ။ Zumedi လည်းခေါ်မယ်။ Bruno Guimari လည်းခေါ်မယ်။ချောချီညိုနဲ့ပါတီနှစ်ယောက်စလုံးကိုရှင်းထုတ်လိုက်မယ်ဆိုတဲ့တည်င်းမျိုးကြီးလေဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ຫນွေရသည်မှာပေါ့။ တတိယမြောက်သတင်းတပုတ်ကတော့ who score ကဖော်ပြထားတာပါအဲ့ဒါကတော့ DRT Premier League ရဲ့ဂိုးပေါက်ကာကွယ်မှုအကောင်းဆုံးဂိုးသမားတော့ကျွန်တော်တို့ Arsenal တင်းရဲ့ဂိုးသမား David Raya ပဲဖြစ်ပါတယ်။ကြံခဲ့တဲ့ယာတီကအငားခေါ်ခဲ့တယ်ပြီးတော့နွေယာတီမှာအပီးသက်ဝယ်ခဲ့တဲ့ David Raya ကတော့ကြံခဲ့တဲ့ယာတီကရွှေလဲအိတ်စုရခဲ့တယ်ပေါ့လေ။ဒီယာတီမှာအသက်29နှစ်ရဲ့ Spain သား David Raya ကတော့ Arsenal နဲ့2028ခုနှစ်ထိစာယူသက်တမ်းရှိသေးတယ်။ Premier League ဂိုးပေါက်ကာကွယ်မှု ရိတ်တင်အဖြစ်ဆိုရင်ဟူစကိုရဲ့ပေါ်ပြထားချက်အရ80လီတာသမာ900ရာခိုင်နှုန်းရှိတယ်ချန်ပီယံလိမှာ89တသမာ200ရာခိုင်နှုန်းချန်ပီယံလိမှာတော့ပိုပြီးရိတ်တင်နေရကောင်းသေးတယ်ဒါတော့မှပရီးမီးယားလိမှာသူဒီဂိုးပေါက်ကောင်မှုအကောင်ဆုံးလုပ်ထားတယ်ဒါပေမဲ့ကလင်းရှစ်မှာတော့ဒုတိယနေရာမှာပဲရှိတယ်ကလင်းရှစ်အကောင်ဆုံးရထားတဲ့ဂိုးသမားကတော့ဒီနော်တန်ဖောရက်စ်ကဂိုးသမားမတ်ဆဲကဒါ12ချိန်နဲ့ရထားတယ်ဒေးဗစ်ရိုင်ယာကတော့ပရီးမီးယားလိ29ဝင်မှာ17ချိန် ကလင်းရှိရထားတယ်။မနစ်ကရွှေလဲအိတ်စုရထားပြီးတော့ဒီရသည်ပရီးမီးယားလိအကောင်းဆုံးပေးကိုအ ਨੇ ဆုံးခံစစ်အဖြစ်အကောင်းဆုံးဒီဂျူရယ်နဲ့ဆာလီဘာတို့ဂေဘီရယ်တို့နဲ့အတူတူပူးပေါင်းပြီးတော့အသင်းအတွက်အကောင်းဆုံးခံစစ်ဖြစ်လုပ်ပေးထားပါတယ်။ဒီရသည်မှာအာဆင်နယ်အသင်းကပေးကိုအ ਨੇ ဆုံးအသင်းဖြစ်တော့ရှိနေတယ်။မနစ်ကလည်းပေးကိုအ ਨੇ ဆုံးပါပဲ။မနစ်က43ပွဲမှာကလင်းရှိ22ပွဲရတယ်။ပြိုင်ပွဲဆုံးမှာပေါ့လေ။အဲဆိုတော့32ကိုပေးပြီးတော့65ချိန်မနစ်ကပုတ်ထုတ်ထားတယ်။ ဒီရသည့်ပြိုင်ပွဲစုံ42ပွဲမှာတော့ clean sheet 16ပွဲ68ကြိမ်ပုတ်ထုတ်ထားပြီးတော့36ဂိုးပဲပေးထားတယ်ဒါကတော့ပြိုင်ပွဲစုံမှာပေါ့လေအဲ့ဒါညီကိုတို့ကော David Ryan နဲ့ပတ်သက်ပြီးတော့ဘယ်လိုမြင်လဲအရင်တော့ကျွန်တော်တို့သိတာတော့ super keeper ပေါ့လေပေတက်တွေလောက်တာတအားကောင်းတယ်ဒါပေမဲ့ပုတ်ထုတ်တဲ့ပိုင်းမှာ Rusty ကပိုကောင်းတယ်ဆိုပြီးကျွန်တော်တို့မှတ်နှစ်ကထင်ခဲ့ပြီးဒီရသည့်မှာနှစ်ချက်ဆင့်ပုတ်ထုတ်မှုနဲ့ပြိုင်ဘက်ပိရိတ်သက်တွေမှာအတကုံပောက်ကွဲခဲ့တဲ့ကောင်းလှတဲ့ကိုယ်သမားကိုကျွန်တော်တို့ပိုင်ဆိုင်ထားတာပါအခုလည်း ်မီခင်းမိန်တို့နဲ့အတူတူစပိန်အသင်းကိုအတူတူထွက်ခွာသွားကြပြီဗောလေစပိန်ရဲ့အနာဂတ်အဓိကကိုယ်တော်မှဖြစ်လာမှာကျွန်တော်စောင့်ကြည့်သွားမှာပါဒီစီဇန်လေးကိုအဓိကဝင်ကြီးပောင်းပြီးတဲ့ရှိုဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမဆောင်မယ်ဆိုတော့ Viber ဖုန်းနံပါတ်တို့ညာကို6016663936ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရိုက်နှုန်းဖြစ်လို့ငွေပုံချချင်းမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတက်ဆိုရင် YouTube မှာကိုထုတ်ပေါ်ရှိုးရေးချပြီးကျွန်တော်အပီလို့ရပါတယ် Viber ခုရှိကို Sport Internet ငါသလုံးမိတူကိုစော်ကစားလို့ရနေပါပြီကိုတက်တိုင်းနဲ့ပမာဏနဲ့ပဲစော်ဖို့အကြံပြုချင်ပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ Transfer Market ရဲ့ဖော်ပြ ာထားချက်အရပရီးမီးယားလီးဂ်ရဲ့အသက်22နှစ်ယောက်တန်ကြီးအမြင့်ဆုံးကစားသမား10ယောက်ကိုဖော်ပြပေးသွားပါပါ10ယောက်ဆိုရင်လည်းတန်ကြီးလေးတွေကထပ်နေရတော့ရှိတယ်ယူရို35တန်း2ယောက်ကတော့ဒါဘုံပေါက်ကကကစ်အသက်22နှစ်ရဲ့ကစားသမားနဲ့တော်တန်ဟော့စပါသင်းရဲ့ grey အသက်19နှစ်ရဲ့ကစားသမားကတော့ယူရို35တန်းစီနဲ့ရှိနေပါတယ် ကဲယူရိုတန်း40ရှိတဲ့ကစားသမား2ယောက်ကတော့လက်ရှိအချိန်မှာစပါးသင်းကိုကြံခဲ့တဲ့ဆောင်းစည်းကွက်မှာရောက်လာခဲ့တဲ့မာတီတဲ16နှစ်နဲ့နောက်ပြီးတော့မန်ချက်စတာစီးတီးကလူးဝစ်တိုကတော့အသက်20ရဲ့ကစားသမားတော့ယူရိုတန်း40နဲ့တန်ကြီးရှိနေပါတယ်ယူရို42တန်းတန်ကြီးရှိတဲ့ကစားသမားကတော့ဒါဟိုဆင်မော့လေသူကတော့အသက်16နှစ်ရှိဖြစ်တဲ့ဘုံမော့ကကစားသမားလေးသူကတော့ယူရို42တန်းနဲ့ရှိနေပြီးတော့ယူရို45တန်းတန်ကြီးရှိတဲ့ကစားသမားတော့အသက်20ရွယ်ယူနိုက်တက်ရဲ့ဂါနာချိုပါ ကဲယူ55တန်းတန်ကြီးရှိတဲ့ကစားသမား၄ယောက်ကတော့မန်ချက်စတာစီးတီးကစာပင်ဟိုနောက်ပြီးတော့သူကတော့အသက်20ရွယ်ပေါ့လေပြီးတော့ United ကယူနဲ့မိန်ဦးတို့ကတော့အသက်19နှစ်ရဲ့ကစားသမားတွေကတော့ယူ55တန်းတန်ကြီးရှိပြီးတော့ဒီထက်တည်းမှာအသက်ငယ်ဆုံးအသက်18နှစ်ပဲရှိသေးတဲ့ Wanderi ကတော့ယူ55တန်းနဲ့တန်ကြီးအကြီးဆုံးကစားသမားစီးရင်နဲ့မှာပူတွဲရက်တည်နေပါတယ်အဲ့တော့အသက်18နှစ်ရဲ့ကစားသမားလေးဒီ match လာတဲ့မှာအသက်16နှစ်ပြည့်တော့မဲ့ကစားသမားလေးကတော့ ပရီးမီးယားလိရဲ့အသက်21နှစ်အောက်တန်ကြီးအများဆုံးကစားသမားစီးရင်းမှာပူးတွဲဦးဆောင်နေပါဗါတယ်အဲ့တော့ main ဦးယူရိုကတော့သူ့ထက်အသက်ကြီးပေမဲ့သူကတော့ပြောင်းရွှေ့ရေးအတူနဲ့ဦးဆောင်နေဖြစ်တဲ့အတွက် transfer market မှာဒီထက်တန်ကြီးတက်လာဖို့တော့ရှိနေပါဗါတယ်အဆုံးထိကြည့်တဲ့လဲအားလုံးကျေးဇူးတင်ပါတယ်